ကျွန်တော်ဒါလေးပြီးပြီနော် show ดาวซุงซีนุเนี่ยแมสันเนี่ยอินเทอร์เน็ตကိုကြားနေမှာကဲဘာလို့သေးလဲရုပ်ဝတ်တိကြတဲ့ဟင်းခတ်အမွှေးဆိုင်အမဲပေါင်း၁၁မျိုးနဲ့ဖန်တီးထားပြီးနိုင်ငံတကာမှာလူအများနှစ်ခက်ကြတဲ့ KFC ရဲ့ original recipe ချက်ကျော်အရသာတိုင်း မြန်မာနိုင်ငံသားတွေခံစားနိုင်စေဖို့အတွက်ကဘာကျော် KFC ဆိုင်ခွဲကိုမြန်မာနိုင်ငံမှာဂျွန်30ရင်းနေကဖွင့်လှစ်လိုက်ပါပြီ။မြန်မာနိုင်ငံကိုဝင်ရောက်လာဖို့တေချာအချိန်ယူပြင်ဆင်ခဲ့ရတဲ့ KFC ရဲ့ထူးခြားချက်ကတော့အစားအသောက်တွေအတွက်ယုံကြည်စိတ်ချမှုပဲဖြစ်ပြီးတေချာလေ့ကျင့်ပေးထားတဲ့ဝန်ထမ်းတွေရဲ့ဝန်ဆောင်မှုတွေနဲ့အတူလူတိုင်းလလန်းမိနိုင်တဲ့ဈေးနှုန်းကြောင့်စားသုံးသူတွေစိတ်ထမ်းသာရစေမယ်လို့မမေသူခိုင်ကပြောပြပါဗျ။ခမင်းကိုနှစ်ချိုက်တဲ့မြန်မာလူမျိုးတွေအတွက် ထမင်းနဲ့ KFC ကြက်တော်အပြင် Curry Rice ဆိုတဲ့ Rice Bowl တစ်ခုကိုလည်းဖန်တီးမိတ်ဆက်ပေးထားတယ်လို့ဆိုပါတယ်။ KSC ကဒီမြန်မာနိုင်ငံကိုဝင်လာဖို့တော်တော်ကြီးကိုအချိန်ကြီးစဉ်းစားပြီးတော့မှ AC ပြင်ဆင်ထားတဲ့အတွက်ညီမတို့ဘက်ကစားထောင်းရဲ့ပတ်သက်လို့ဟိုအရေးအသွေးဘက်ကဆိုလို့ရှင်တော့ဟိုညင်းစရာမရှိဘူးပေါ့နော်အာနောက်ပြီးတော့ဈေးနှုန်းကလည်းအများလက်နှမ်းမြောင်လောက်ထားတယ်ဟိုဝန်ထမ်းကိုလည်းတေချာဟို training တွေပေးထားတဲ့အတွက်သူတို့တွေကလည်းဟိုအစားတောက်ကျွေးတာရောင်းတာနေမဟုတ်ဘူးပေါ့နော်လူမျိုးစစံရေးအလိုဟို customer ကိုဘယ်လိုဝန်ဆောင်မှုပေးရမလဲအဲ့ဒါတွေကတေချာဟိုပြထားတဲ့အတွက်ဟိုလာလာပြီးတော့တုံးဆောင်ကြည့်ပါ ရန်စိတ်ချမ်းသာစေမယ်လို့မျှော်လင့်ပါတယ်မြန်မာပြည်ပြည်ရလူရထမင်းမပါလို့ရှင်ဟင်းဟိုအစားအသောက်မမြိန်ဘူးဆိုတော့ထမင်းလည်းထည့်ထားပါတယ်ထမင်းကိုလည်းနှစ်မျိုးပေါ့နော်ရိုးရိုးထမင်းလည်းဝက်သားနဲ့ဟာလည်းရမယ်ပြီးလို့ရှင် curry rice ဆိုပြီးတော့လည်းတခု rice box လုပ်ထားပါတယ်အာနောက်ပြီးတော့အချိုပွဲအနေနဲ့ကတော့ကျုပ်ဘူးတင်မုံလေးလည်းထားထားပေးပါတယ်ရှင် KFC မှာညလေစာတနက်အတွက်1500နဲ့2000ကြားကြတဲ့မှာဖြစ်ပြီးအစာပြေစားကျင်သူတွေအတွက် ကော်ဖီတစ်ခွက်နဲ့ကျဲဥပူတင်မုံတစ်ခုကို1600ကျပ်နဲ့ရောင်းချပေးမှာမို့ဈေးနှုန်းတွေကိုလူရန်စားမျိုးစုံစားနိုင်အောင်သတ်မှတ်ပေးထားတယ်လို့ပြောပါတယ်။ Yuma Strategic Holding ကမြန်မာနိုင်ငံရဲ့တဦးရဲကိုယ်စားလှယ်အဖြစ်ဖွင့်လှစ်လိုက်တဲ့ဗိုလ်ချုပ်လမ်းဘော်ကပထမဆုံး KFC ဆိုင်ွက်မှာလားရောက်စားတော့ကြမဲ့လူငယ်တွေအတွက်တက်ဆောင်ပါဝင်ဒီဇိုင်းအရဇုံ၈စုံဖန်တီးထားတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံသားတွေအတွက် KFC ဟာအကောင်းဆုံးအစားအစာဖြစ်လာမယ်လို့ယုံကြည်တယ်လို့ဆိုရဲ Managing Director ကတော့စားသုံးသူတွေအတွက်အစားအသောက်အရေးသွေးပိုင်းနဲ့ယုံကြည်စိတ်ချရမှုတို့မှာနိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီလှုပ်ပေးထားတာဖြစ်လို့တခြားနိုင်ငံတွေလိုပဲမြန်မာနိုင်ငံမှာဒန်းတူဝန်ဆောင်မှုအခွင့်အရေးတွေရမှာဖြစ်တဲ့အပြင်ထူးခြားတဲ့အတွေ့အကြုံသစ်ဖြစ်လာမယ်လို့ပြောပါတယ်။ We believe that KFC is the perfect brand and the perfect product for the consumers here in Myanmar. The chicken product is actually a staple protein of the Myanmar people. And we believe that Myanmar consumers are craving international brands and international experiences now uh, over the past couple of years. So we think this is an, an excellent time as well as an excellent product and brand to be launching here in Yangon. So KFC doesn't allow sub-franchising as part of its franchise rights. So Yoma Strategic will be the sole franchisee partner and operator of these KFC restaurants. So we believe that KFC offers two things that are unique. One is the quality of our product, which is is well known across the world and well loved across the world. Uh, the original recipe chicken has 11 secret herbs and spices, which has been developed over decades. So I think that's one aspect which is in terms of the quality of our product will be superior for this market. In addition, the, the food safety aspect. Um, I think we're in implementing international standards for food safety here in our KFC. So even though it's Myanmar, there will be no uh, changes or um, amendments to that, that standard of international food safety. So the first is on the quality of the product. The second is on the customer experience and the quality of our restaurants. As you've walked around and taken the tour within our restaurant today, I think you can also agree that we're going to be offering customers a unique and different experience in terms of dining for Myanmar. Nimariwo KFC ကြော်ရဲ့မပြောင်းလဲတဲ့အရသာအစစ်မှန်ခံစားစေခြင်းပြီးအထူးကကြက်သားတွေကိုနိုင်ငံခြားကနေတင်သွင်းတာမဟုတ်ဘဲ ပြည်ရင်းကလက်ဆက်တဲ့ကြက်သားတွေကိုပဲအသုံးပြုတယ်လို့ပြောပါတယ်။2015အတွင်းမှာပဲ KFC ဆိုင်ခွဲတွေထပ်ဖွင့်သွားဖို့အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။